မင်းင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 25ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းဒဝေခရိုင်ဒဝေမြို့နယ်တင်ကန်းတုံးကျေးရွာတိုက်ပွဲမှာစစ်တပ်ဘက်ကစစ်သားအယောက်20ထက်မနည်းတေဆုံးကစစ်ကားတစ်စီးကိုမိရှို့ရှင်းလင်းနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ21ရက်နေ့မနက်9:00နာရီဝန်းကျင်အချိန်ကစတင်ပြီးတော့ဒဝင်မြို့နယ်တင်ငန်းတုံးကျေးရွာမှာကျမ်းပတ်စစ်ခွေးများကိုတတိယအကြိမ်တိုက်ခတ်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ12နာရီခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ခွေးအကောင်20ထက်မနည်းသေဆုံးကလက်နက်တင်လာတဲ့ကားတစီးကိုမိရှုပ်ဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ကျမ်းပတ်စစ်ခွေးတွေကိုင်းဆောင်အသုံးပြုတဲ့ MA1 အမျိုးအစားတပ်နဲ့နှစ်လက်ကြီပေါက်12ခုအီနာကဘုံဒီ9လုံးလက်ပြဘုံ9လုံးနဲ့ဆက်ဆက်ပစ္စည်းများကိုလည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။ ်လက်ရှိသင်္ကန်းတုံးရွာမှာစစ်ခွေးစစ်ကြောင်းကရွှေကိုဆက်မတိုးဘဲနဲ့ရှိနေပါသေးတယ်။တိုက်ပွဲဖြစ်နေတဲ့အချိန်တွဲမှာထောက်လန်းရေးသုံး drone နဲ့အရင်ဆုံးကင်းထောက်ပြီးတော့ KAW အမျိုးအစားတိုက်လေရင်နဲ့ဘုံ၆လုံးကျဲချခဲ့တာရှိပါတယ်လို့ဒူရကစစ်ကြောင်းကတာဝန်ရှိသူကရှင်းပြထားပါတယ်။၎င်းတက်ခိုက်မှုကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒူရကစစ်ကြောင်းဒဝဲပြည်သူလွတ်မြောက်ရေးတပ်ဖွဲ့ TPLF အေဒင်မှုစက်တင်နဲ့ဘီလုံးပြောက်ကြားတပ်ဖွဲ့ဒေါနာတက်ခွဲခွန်နဲ့ဒဝဲအရှိတော်တပ်ဖွဲ့ ် DEF တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ဒဝဲတက်တော် DNL ကရဲဘော်တအူးမြင့်မြတ်စွာကြာဆုံးကရဲဘော်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တနင်္ဂနွေလုံးအတိုင်းအတာနဲ့စစ်ရေးများအအချိန်ဟုန်တုံးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့စစ်ရေးအထုအသည့်သတိပြုသွာလာနေထိုင်ကြရန် တိုက်တွန်းထားပါတယ်ဒါအပြင်အကြမ်းဖက်စစ်တပ်ကအချိန်မရွေးလေကြောင်းအသုံးပြုကတိုက်ခိုက်မှုများရှိနိုင်တဲ့အတွက်ကြောင့်လေကြောင်းရံကာကွယ်ရေးနဲ့ပတ်သက်ပြီးတော့သတင်းအချက်အလက်များကိုလည်းလိုက်နာကြင်ကြံကြပါရန်ဆက်လက်ပြီးတော့တိုက်တွန်းထားပါတယ်တော်လန်ရေးနဲ့စစ်ရေးအချိန်ဟုန်မြင့်လာတာနဲ့အမျှပြည်သူ့ဘက်အမှန်တရားဘက်ကိုရက်တီခြင်းနဲ့စစ်ကောင်စီတပ်ကစစ်တီများရဲတပ်ဖွဲ့ဝင်များအနေနဲ့လည်းပြည်သူရင်ခွင်ကိုခုလုံပြီးတော့အမြန်ဆုံးပူးပေါင်းပါဝင်ကြပါရန်မြစ်တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတာစကိုင်းမြို့နယ်မင်းကုန်းနယ်မြေရဲစခန်းကနေကွန်းရွာဝယ်ဖို့အတွက်ထွက်လာတဲ့ တက်ကြက်ရဲလင်းနိုင်ကိုအရှင်ဖမ်းမိပြီးတော့၎င်းရဲ့ဖုန်းထဲကနေပြီးတော့တော်လိုင်းရဲ့တပ်ဖွဲ့များကိုစိန်ခေါ်ထားတဲ့ message များကိုတွေ့မြင်ခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂုတ်လ20ရက်နေ့မှာသခိုင်းမြို့နယ်မင်းကုန်းနယ်မြေရဲစခန်းကနေကွန်ရဝဲဖို့ထွက်လာတဲ့တမ33လက်အောက်ခံစစ်တွေရင်းနဲ့အင်ဂျင်နီယာတပ်ကတက်ကြက်ရဲလင်းနိုင်ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အရှင်ဖမ်းဆီးရမိတဲ့တက်ကြက်ရဲလင်းနိုင်စီကနေဖုန်းနှလုံးကိုတင်ဆီးရမိခဲ့ပြီးတော့ဖုန်းထဲကနေယူနီကွန်တော်လိုင်းရဲတပ်ကိုစိန်ခေါ်ထားတဲ့ message များကိုတွေ့ရှိခဲ့ရတယ်လို့ပြောပါဗျ။ တက်ချက်ရဲလင်းနိုင်ကတေမင်းတမန်နာမည်နဲ့တော်လိုင်းရဲဘော်များကို Telegram message ကနေတဆင့်စိန်ခေါ်ထားခြင်းဖြစ်တယ်လို့သိရပါဗျ။ဖမ်းမိတာကတော့ဒကောင်တဲပါဖမ်းမိတဲ့နေ့ကဩဂတ်စ်လ22ရက်နေ့ကဖမ်းမိတာဘယ်နေရာမှာဖမ်းမိတာလဲဆိုတော့မင်းကုန်းနယ်မြေရဲစခန်းနားမှာဖမ်းမိခဲ့တာပါစစ်ခွေးကိုဖမ်းမိတော့မှာ တနက်ပါသေးလားဆိုတော့တနက်တော့မပါဘူးဗျဖုန်းနှလုံးနဲ့ပါပါတယ်လက်ရှိဖန်းစီရမိတဲ့သူကိုဘလို့အေးအယူဆောင်ရွက်မလဲဆိုတာကိုတော့လက်ရှိချိန်ထိဆက်စေးမေးမြန်းမှုတွေလုပ်နေပါတယ်လို့ Unicorn ပျောက်ကြားတပ်ဖွဲ့ UGF ကတာဝန်ခံကရှင်းပြထားပါတယ်လက်ရှိချိန်မှာဆက်စေးမှုများကိုဆက်လက်လှုပ်ဆောင်နေပြီးတော့လိုအပ်တဲ့အေးအယူမှုများကိုလည်းဆက်လက်ပြီးတော့လှုပ်ဆောင်သွားမှာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရိုဟင်ဂျာမျိုးနွယ်စုတွေနဲ့မြန်မာနိုင်ငံမှာရှိတဲ့လူနည်းစုတိုင်းရင်းသားတွေရဲ့အရေးကိစ္စအပေါ်ပုံမအလေးထားအာရုံစိုက်မဲ့သဘောထားတွေကိုကုလသမဂ္ဂနဲ့ American အစိုးရတို့ကအသီးသီးထုတ်ပြန်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကုလသမဂ္ဂအထွေထွေညီလာခံ UNGA ကရိုဟင်ဂျာတွေနဲ့မြန်မာနိုင်ငံရဲ့လူနည်းစုတိုင်းရင်းသားတွေရဲ့အရေးဆွေးနွေးမယ်အဆင့်မြင့်အစည်းအဝေးတစ်ခုကိုစက်တဘာလ30ရက်နေ့မှာပြုလုပ်သွားမယ်လို့ကြေညာခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးကိုအမေရိကန်နိုင်ငံနယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂဌာနချုပ်မှာကျင်းပမှာဖြစ်ပြီးတော့ UNGA ဥက္ကဋ္ဌကိုယ်တိုင်ကဦးစီးမယ်လို့ဆိုပါတယ်။ UNGA ကအစည်းအဝေးတက်ရောက်ဖို့အတွက်သက်ဆိုင်ရာအစုအဖွဲ့အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်စရင်ကိုတင်ပြပြီးတော့မှတ်ပုံတင်ဖို့လည်းကြေညာခဲ့ပါတယ်။ American နိုင်ငံသားရေးဝန်ကြီးဌာနကလည်းဩဂတ်စ24ရက်နေ့ရက်စွဲနဲ့ကြေညာချက်တစ်စောင်ကိုထုတ်ပြန်ရမှာမြန်မာနိုင်ငံကရိုဟင်ဂျာတွေနဲ့တခြားတိုင်းရင်းသားမျိုးနွယ်စုတွေဟာအကြမ်းဖက်ရန်ပြုတ်တိုက်ခိုက်မှုအရမရွှေပြောင်းခံရမှုတွေနဲ့ကြုံတွေ့နေရတဲ့အခြေအနေမှာ American ဟာမြန်မာပြည်သူတွေနဲ့အတူထောက်ခံရက်တည်မယ်လို့ဖော်ပြထားပါတယ်။ ်နောက်ပြီးတော့စီရေးပဋိပက္ခတွေကြောင့်နေရက်ကိုစွန့်ခွာတင်းရှောင်နေခဲ့ရတဲ့ရိုဟင်ဂျာတွေကိုဆက်လက်ပြီးတော့ကူညီနေတဲ့ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့မြန်မာဒုက္ခသည်တွေကိုလက်ခံပေးထားတဲ့ဒေတာရင်းနိုင်ငံတွေရဲ့အစိုးရအသီးသီးကိုလည်းအမေရိကန်ကချီးကျူးအသိမှတ်ပြုတယ်လို့အဲ့ဒီကြေညာချက်ထဲမှာဖော်ပြထားပါတယ်၂၀၁၉ဩဂတ်လမှာရခိုင်ပြည်နယ်မှာစစ်ခွေးတပ်ကနေမြင့်ရှင်းလင်းရေးခေါင်းစဉ်နဲ့ရိုဟင်ဂျာပြည်သူအများပြားကိုတပ်ဖြတ်ရွာတွေကိုမိရှို့ခဲ့တဲ့အတွက်ရိုဟင်ဂျာပေါင်းသိမ်းပေါင်းများစွာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခဲ့ရပါတယ် စစ်ခွေးတိုက်ရဲ့အဲ့ဒီအကြမ်းဖက်မှုဟာရှင်းနေပြည်လာတဲ့အချိန်အခုလိုထုတ်ပြန်လာခဲ့တာပဲဖြစ်ပါတယ်။ရိုဟင်ဂျာတွေအပေါ်စစ်ခွေးတိုက်ရဲ့အကြမ်းဖက်မှုတွေကြောင့် ICJ မှာမြန်မာနိုင်ငံကိုတရားစွဲဆိုခံထားရပါတယ်။ဒါအပြင် ICC ကပါအာနာသိအကြမ်းဖက်စစ်ခွေးခေါင်းဆောင်ကိုရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးတပ်ဖြတ်မှုအတွားဖမ်းဝရမ်းထုတ်ပေးဖို့ရှောက်ထားတာပါတယ်။အာဂျင်တီးနားတရားရုံးကတော့အာနာသိန်းခေါင်းဆောင်အပါအဝင်စစ်ခေါင်းဆောင်အချို့ကိုဖမ်းဝရမ်းထုတ်ထားပြီဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မြစ်ကြီးနားမှာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြက်ရောက်ပေါက်ကွဲပြီးတော့အသက်73နှစ်အရွယ်ငါးရန်ကျောင်းသူမတ်ယူတင်စားခိုင်းထိမှန်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဩဂတ်စ်လ24ရက်နေ့ညနေ6:00နာရီခွဲကျော်အချိန်မှာကချင်ပြည်နယ်မြကြီးနားမြို့ပေါ်မှာရှိတဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကမြကြီးနားမြို့ရန်ပူအပိုင်းဆက်နယ်မှာကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့စာကျက်နေတဲ့ငါးတန်းကျောင်းသူမတ်ယူတင်စာခိုင်ထိမှန်သိဆုံးသွားပြီးတော့လူကြီးနှောင်းလည်းထိခိုက်သွားတယ်လို့သိရပါတယ်။မဘာခါကနေပြစ်လိုက်တဲ့လက်နက်ကြီးကြီးပါရန်ပူနယ်မြေဆက်နယ်ဥပိန်တရားကကိုနိုင်စိုးနေအိမ်ရှိမှလက်နက်ကြီးကြောက်ရောက်ပောက်ကွဲတာပါအသက်73နှစ်အရွယ်ငါးတန်းကျောင်းသူမတ်ယူတင်စာခိုင်ခေါ် ချစ်စုမကလက်နက်ကြီးအစမှန်ပြီးတော့ဘဲဘက်ရင်အောင်ပွင့်ထွက်သွားပါတယ်။ပွဲချင်းပြီးတိတ်ဆုံးတယ်။နောက်ပြီးတော့အသက်20အရွယ်မတ်စင်မင်းကလက်နက်ကြီးအစမှန်တဲ့အသက်65နှစ်အရွယ်ဒေါ်ငွေကလမ်းမောင်းမှာမိုင်းစဝင်သွားပါတယ်။လက်နက်ကြီးကလမ်းကြောင်းလွှဲပြီးကြတာလို့ယူဆရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။လက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲမှုကြောင့်နေအိမ်များလည်းပျက်စီးပြီးဆိုင်ကယ်နဲ့အခြားအဖို့တန်ပျက်စီးများလည်းပျက်စီးသွားတယ်လို့သိရပါတယ်။ ြေကြီးနားမြို့ပေါ်မှာစစ်ခွေးတပ်ကလက်နက်ကြီးများနဲ့ဝိုင်းမော်ဘက်ကိုမကြာခဏဆိုးတလို့ပြစ်ခတ်လေရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဇကိုင်းတိုင်းကံဘလူမြို့နယ်ကျေးပင်အရွာကပြည်သူ၄ဦးကိုအကြမ်းဖက်စစ်တပ်ကဖမ်းဆီးတပ်ဖြတ်ပြီးတော့ရုပ်အလောင်းတွေကိုမိရှို့ဖျောက်ဖျက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်လ19ရက်နေ့ကကမ်ဘလူမြို့နယ်ကျေးပင်အပ်ရွာကိုခမရ361တိုင်ရင်းကစစ်ခွေးများနဲ့ပြူခွေးများပူးပေါင်းထားတဲ့စစ်ကြောင်းကဝင်းရောက်စီးနင်းခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာကျေးပါထဲမှာရှိတဲ့ပြည်သူ၄ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးတော့ရုပ်အလောင်းများကိုမိရှို့ဖျောက်ဖျက်ခဲ့တယ်လို့ပြောပါဗျ။ဒါအပြင်ကျေးရွာစာတင်ကျောင်းအပါအဝင်ပြည်သူပိုင်းနေအိမ်အလုံး240ကျော်ကိုလည်းမိရှို့ဖျက်ဆီးထားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးတပ်ကတပ်ဖြတ်ထားတဲ့ပြည်သူ၄ဦးဟာကျေးပင်အပ်ရွာကအသက်50ကျော်အရွယ်ဦးမိုးညုံနဲ့ တရတာရွာကအမည်မသိတဲ့ပြည်သူသုံးဦးတို့ဖြစ်တယ်လို့ဒေသခံပြည်သူများကအတည်ပြုပြောကြားထားပါတယ်။ဩဂတ်စ်လ19ရက်နေ့က36တက်ရင်နဲ့ပြူစောတိတွေပူးပေါင်းထားတဲ့စစ်ကြောင်းကအင်အား200ကျော်နဲ့ရွာရဲ့စာတင်ကြောင်းပြည်သူတွေရဲ့နေအိမ်အလုံး140နဲ့ရွာပိုင်ပြည်စည်းတွေကိုပါမိရှုဖျက်ဆီးသွားပါတယ်။ပြည်သူတွေကိုဓာတ်နဲ့ခုတ်တက်ပြီးတော့မိရှုအလောင်းဖြောက်သွားတာအလောင်းတွေကဘယ်သူဘယ်ဝါဆိုတာခွဲခြားဖို့တောင်ခတ်နေတယ်။စစ်ခွေးတွေကစာတင်ကြောင်းကထိုင်ကုန်နေနဲ့တင်ထောက်ကူပြည်စည်းတွေကိုလည်းဖျက်ဆီးသွားပါတယ်။ ြေးရွာတွေကပြည်သူပိုင်ပြည်စည်းတွေအကုန်လုံးကိုလည်းယူဆောင်သွားတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါဗါးအဲ့ဒီစစ်ကြောင်းကဩဂတ်လ16ရက်နေ့မှာတန့်ဆယ်မြို့ပေါ်ကနေကမ်းဘလူမြို့နယ်အတွင်းစစ်ကြောင်းထုံးဝင်ရောက်လာခြင်းဖြစ်ပြီးတော့ထိန်တော်ရွာကအသက်80ကျော်အရွယ်အဖွားအိုတအုပ်ကိုလည်းအုပ်စုဖွဲ့မရင်းကျင်ပြီးတော့လေမင်းညစ်တက်ခဲ့တယ်လို့သိရပါဗါးဒါအပြင်ရွာတစ်ရွာကမ်းရိုးရွာကျင်းပင်အပ်ရွာတရက်တော်ရွာအင်္ဂါတောင်းရွာနဲ့မြဆိုင်ဖျားတော်တိုက်ရွာတို့ကိုလည်းမိရှုဖျက်ဆီးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်မဲဆောက်ဈေးအတွင်းမှာမနေ့ကမြန်မာဈေးတန်များအချင်းချင်းခိုက်ရန်ဖြစ်ပွားခဲ့ပြီးတဲ့နောက်ဒီကနေ့မနက်ပိုင်းမှာတောမောင်းလို့ခေါ်တဲ့ထိုင်း immigration အဖွဲ့အစုံကဝင်ရောက်ပြီးတော့စစ်ဆေးဖမ်းဆီးမှုများပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မဲဆောက်ဈေးမှာမြန်မာအများစုဈေးရောင်းချလျက်ရှိသလိုမြန်မာဈေးတွေအချင်းချင်းကြား နှစ်ရက်ဆက်တိုက်တိုက်ခိုက်ရန်ဖြစ်ပွားတဲ့ဗီဒီယိုဖိုင်ကိုဈေးဝယ်သူတွေကလူမှုကွန်ရက်ပေါ်မှာတင်ထားခြင်းဖြစ်ကရန်ဖြစ်တဲ့သူတွေဟာဒုတ်တွေဓာတ်တွေကိုင်းဆောင်ထားကြပြီးတော့အမျိုးသမီးအမျိုးသားတွေပါဝင်ကအုပ်စုလိုက်ရန်ဖြစ်နေကြတာကိုတွေ့ခဲ့ရပါတယ်။အခုလိုရန်ပွဲဖြစ်ပွားပြီးတဲ့နောက်ဒီကနေ့မှာခိုင်အာနာပိုင်အဖွဲ့ကဝင်းရောက်ဆစ်ဆေးပြီးတော့အထောက်ထားမဲ့တဲ့ဈေးရောင်းသူတွေကိုလည်းဖမ်းဆီးခဲ့ကဈေးရောင်းချတဲ့ပြည်စီတွေကိုပါသိမ်းဆီးသွားတယ်လို့သိရပါတယ်။အဖမ်းဆီးများကြောင့်မဲဆောက်ဈေးမှာဒီကနေ့လူတွေရှင်းနေတယ်လို့ဒေသခံတွေကအတည်ပြုပြောကြားထားပါတယ်။ မဲဆောက်ဈေးအတွင်းထဲကိုအုပ်စုလိုက်ရံပွဲအားမကြုံဘူးခဲ့ကြောင်းနဲ့အခုလိုမျိုးဖြစ်ပွားမှုကြောင့်မဲဆောက်ရောက်မြန်မာများဟာတင်းကျပ်မှုများပုံမလုံနိုင်ကအခက်အခဲများပုံမဖြစ်ပေါ်လာနိုင်တယ်လို့မဲဆောက်မှာ၁၀နှစ်ကျော်နေထိုင်ခဲ့တဲ့သူတို့ကမှတ်ချက်ပေးထားပါတယ်။အဲ့ဒီရံပွဲကိုထိုင်းသတင်းဌာနတချို့ကလည်းဖော်ပြခဲ့ကြပြီးတော့ထိုင်းနိုင်ငံသားတွေကြားမှာမြို့တော်အတွက်အနောက်ရှက်ဖြစ်စေကြောင်းပြောပြထားပါတယ်။ထိုင်းနိုင်ငံသားတွေရဲ့အလုတ်ကိုင်ခွင့်လမ်းများကိုလည်းမြန်မာများကလူယူထားကြောင်းအဆရှိသဖြင့်ရေးသားပြောဆိုနေကြပါတယ်။ ထိုင်းဥတွေကိုလေးစားလိုက်နာမှုမရှိကြောင်းလူမှုကွန်ရက်ပေါ်မှာဝေဖန်မှုတွေထွက်လာပြီးတဲ့နောက်အရေးယူဆောင်ရွက်မှုများပြုလုပ်လာခြင်းဖြစ်ပြီးအခုလိုမျိုးဖမ်းဆီးမှုဟာရဲတပ်တစ်ဖက်ကကြာမြင့်နိုင်တယ်လို့ဒေသခံတွေကသုံးသပ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အကြမ်းဖက်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ